เนาะဖြစ်ပေါ်ကဒီကိုမြင်တွေ့နေရတဲ့ဒီအိမ်ရဲ့အပေါဝါနာမှာမတည့်ရက်ပြီးတော့ကြည့်နေတာမျိုးတွေအဲ့ဒါခါတည်းမှာဆိုတဲ့အိမ်ထဲမှာသွာလာနေတဲ့အရေးရောင်တွေကိုလည်းတွေ့ရလဲဆိုပြီးတော့ဒေတာခန်တွေကပြောတယ်။ဒီမှာဖြစ်ပေါ်ရဲ့၆လမ်းမှုတွေကခက်စစ်စိတ်ဖြစ်လာတဲ့အခါမှာပေါ့နော်ဖြစ်ပေါ်မှာ၆လမ်းအောင်ဆိုပြီးတော့အခုမြင်တွေ့နေရတဲ့ဒီနက်ဆင်လေးကိုဖြစ်ပေါ်အတွက်ရည်စူးပြီးတော့ဆောက်လုပ်ပေးလိုက်တယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။အခုကျွန်တော်ရဲ့မိတ်ဆွေတွေကိုရိုက်ကူးပြသပေးသွားမှာကတော့အခုမြင်တွေ့နေရတဲ့ အိမ်ကြီးပဲဖြစ်ပါတယ်ဒီအိမ်ကြီးကတော့ဖတ်ကျံပူလီမြို့နယ်ထဲမှာတည်ရှိတာပဲဖြစ်ပါတယ်ဒီအိမ်ကြီးရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီအိမ်ကြီးမှာကအရန်ချစ်ကြတဲ့လင်မယားနှစ်ယောက်နေထိုင်ခဲ့ကြတယ်လို့လည်းသိရတယ်ဗျမြို့သားဖြစ်တဲ့သူရဲ့အမိကတော့ဖြူဝစ်တို့ခေါ်ပြီးတော့မြို့သမီးရဲ့အမိကတော့ဖြစ်ပွန်လို့ခေါ်ပါတယ်သူတို့နှစ်ယောက်ကဒီသမီးစားဘွားမှာလည်းတယောက်နဲ့တယောက်အရန်ချစ်ကြတဲ့စစ်သူဆောင်တွဲတွေဖြစ်ကြတယ်တဲ့ ဒီလိုနဲ့နောက်ပိုင်းမှာတော့လက်ထက်လိုက်ကြတယ်ပေါ့နော်လက်ထက်လိုက်တဲ့အချိန်မှာတောင်းတဲ့တယောက်အိမ်မက်တွေကိုစီရှိကြတယ်အဲ့ဒါကတော့ဒီမျိုးပြနဲ့မနီမဝေးနေရာလေးမှာပေါ့နော်အိမ်နှစ်လုံးဆောက်ပြီးတော့ဘဝကိုအေးအေးကြကြမ်းနေကျင်ကြလဲဆိုတော့စိတ်ကူးလေးတွေသူတို့မှာကိုစီရှိတယ်တဲ့ဒါအိမ်အောင်တက်နှစ်နှစ်လောက်ကြာလဲအခါကြတော့ပေါ့နော်အခုမြင်တွေ့နေရတယ်ဒီ channel ကြီးထဲမှာဒီအိမ်ကြီးကိုသူတို့ဆောက်လုပ်ပြီးတော့ပေါ့နော်ဘဝကိုအေးအေးကြကြမ်းနှစ်ယောက်ဖြတ်တန်းကြတယ်ဒီလိုဖြတ်တန်းနေရင်းနဲ့နောက်ပိုင်းမှာ ။သမီးလေးတယောက်ကိုလည်းသလိုမွေးဖွားလိုက်တယ်။သမီးလေး၃နှစ်အရွယ်ရောက်တဲ့အချိန်မှာဖြစ်ချင်တော့အမျိုးသမီးဖြစ်တဲ့ဖြစ်ပုံကအိမ်မှာအမှုကိစ္စတွေလုပ်ရင်းနဲ့အိမ်မှာကြံခဲ့တယ်။အမျိုးသားဖြစ်တဲ့သူကတော့တရက်မှာပေါ့နော်။ဒီသူကအမျိုးပေါ်တက်ပြီးတော့ဈေးသွားဝယ်တယ်။အမျိုးသမီးကအိမ်မှာကြံခဲ့တဲ့အချိန်မှာအခုမြင်တွေ့နေရတဲ့ဒီအိမ်ရဲ့နောက်မှာဒီရေကန်ပေါ့နော်။ဒီရေကန် ကိုကျွန်တော်ရိုက်ပြရဲဒီရေကန်အဲဒီရေကန်ရဲ့ဘင်းသားမှာအရင်ကတည်းက main ခလုတ်ရှိတယ်အဲ့ဒီ main ခလုတ်မှာသူရေတင်ဖို့ main ခလုတ်လာတင်တဲ့အချိန်မှာပဲအဲ dead light တယ် dead light ပြီးတော့ခနာကိုတစ်ပိုင်းကဒီရေထဲမှာသောက်ထိုးကြပြီးတော့အဲ့ဒီနေရာမှာတင်အဲဖြစ်ပုံက dead light ပြီးတော့ပွက်ကျင်ပြီးကွယ်လွန်သွားတယ်အမျိုးသားဖြစ်တယ်ဖေးဝေးကဒီမျိုးရပြီးတော့ပြန်လာတဲ့အခါကျတော့ဗောနော်သူမျိုးသမီးအိမ်ထဲမှာမတွေ့ဘူးသမီးလေးတယောက်ပဲတွေ့တဲ့အခါကျတော့လိုက်ရှာတဲ့အခါမှာဖြစ်ချင်တော့မျိုးသမီးကဒီရေကန်ပြင်းနာမှာ ထက်လိုက်ပြီးတော့ကွဲလွန်နေတာကိုမြင်တွေ့လိုက်ရတယ်ပေါ့နော်အဲတော်သေးတာပေါ့နော်ခလေးပါအမေနောက်ကိုလိုက်ပြီးတော့ဟိုလိုက်မသွားလို့ပေါ့နော်ခလေးပါအမေနောက်ကိုလိုက်သွားလို့ရှိလို့ရှင်ခလေးပါဓာတ်လိုက်ပြီးတော့ကွဲလွန်သွားနိုင်တယ်ပေါ့နော်အာဒါကတော့ကျွန်တော်တရုတ်ဖော်ပြထားတာပေါ့နော်ဒီဒီနေရာနားမှာပေါ့နော်ဒါကွဲလွန်သွားတာကတော့ဓာတ်လိုက်ပြီးတော့အိမ်ကတော့တော်တော်ကြီးကိုမှကြီးကြီးမားမားကြီးပြဆောက်လုပ်ထားတာတွေ့ရတယ် ဖြစ်ပုံတည်ဆုံးသွားတဲ့အချိန်မှာဆိုရင်လည်းဒီသားဘာနှစ်ယောက်တည်းအိမ်မှာနေတယ်ပေါ့နော်နေတဲ့အချိန်မှာခလေးကဘေးတည်ဆုံးပြီးတဲ့နေ့ကဆလို့ပေါ့နော်ရောညာအောင်ငိုတယ်အဲ့သမီးလေးကသုံးနှစ်အရွယ်ခလေးဆိုတာကတော့တည့်ရတိုင်းပဲပေါ့နော်ဒါမိဘနဲ့လူလူထွေးထွေးနေရတဲ့အရွယ်လေးတွေနော်မိဘကိုသတိရတာမိဘရုတ်တရက်တည်ဆုံးသွားတဲ့ခါကျတော့သူတို့မနေတတ်ဖြစ်ပြီးတော့မိဘကိုလွမ်းတဲ့စိတ်နဲ့နှစ်ရောညာအောင်ငိုတယ်အဲ့ဒါနဲ့ဖိဖိကလည်းသမီးလေးနေ့တိုင်းရောညာအောင်ငိုနေတော့သူလည်းစိတ်ညစ်တာပေါ့နော်စိတ်လည်းညစ်တယ်စိတ်မကောင်းလည်းဖြစ်တယ်ပြီးတော့ဒီအိမ်မှာသူဆက်နေနေနေ သူအမျိုးသမီးရဲ့ရဲ့ရောင်လေးကိုသူမြင်တွေ့ရပြီးတော့လုံးဝမေးပြလို့မရဖြစ်တော့စိတ်မကောင်းပိုဖြစ်ရတယ်ပေါ့နော်ဒါနဲ့ကလေးကိုသူ့ရဲ့ဖိုးဖွားတဲ့စီမှာသွားထားလိုက်တယ်ဖြူဝိကလည်းတနေရာမှာထွက်ပြီးတော့အလုတ်ထွက်လုလိုက်တယ်ပေါ့နော်နောက်ပိုင်းမှာဒီအိမ်မှာဘလူးမနေမဲ့သူမရှိတော့ဘဲနဲ့အခုမြင်တွေ့ရတဲ့အတိုင်းပဲပေါ့နော်အင်ကြီးကအဲဟောင်းနှင်းသွားတော့လာပေါ့နော်စွန်ပြခန့်အိမ်ဖြစ်ပြီးတော့ဒီအိမ်ရဲ့ဘင်းပတ်ဝန်းကျင်မှာဆိုရင်လည်းဝေယုံတွေအများကြီးရှိတယ်ဗျဒီဝေယုံတွေမှာလာရောက်ပြီးတော့မြစ်ချိုးတဲ့သူတွေ အများဘက်တွေမှာဆိုလို့ရှိရင်ဒီနောက်မှာချောင်းတွေအိုင်နေရှိတဲ့ခါကျတော့ငါးချဖားချလာတဲ့သူတွေကိုပေါ့နော်ဒီဖြစ်ပုံကအမျိုးမျိုးခြောက်လန့်တယ်တဲ့အဲတချို့မြင်တွေ့ရတဲ့ပုံစံတွေကြတော့ပေါ့နော်ဖြစ်ပုံကဒီကူမြင်တွေ့နေရတဲ့ဒီအိမ်ရဲ့အပဝါနာမှာမတည့်ရက်ပြီးတော့ကြည်နေတာမျိုးတွေအဲခါတည်းမှာဆိုတဲ့အိမ်ထဲမှာအာသွာလာနေတဲ့အရေးရောင်တွေကိုလည်းတွေ့ရလဲဆိုပြီးတော့ဒေတာခန်တွေကပြောတယ်နောက်ပိုင်းမှာဖိပုံရဲ့၆လမ်းမှုတွေကခက်စိတ်စိတ်ဖြစ်လာတဲ့အခါမှာပေါ့နော်ဖိပုံမ၆လမ်းအောင်ဆိုပြီးတော့အခုမြင်တွေ့နေရတဲ့ဒီ net ဆင်လေးကို ပြစ်ပုံအတွက်ရည်စူးပြီးတော့ဆောက်လုပ်ပေးလိုက်တယ်။ဆောက်လုပ်ပေးပြီးတော့ဒီမှာအမွေးတိုင်ဖြောင်းတိုင်တွေထွင်းအချိုရည်နဲ့ပူဇော်ပသပြီးတော့ဗောနော်ပြစ်ပုံချိန်မှာချက်ခဲနဲ့လာပြီးတော့မကြောက်မလန့်တဲ့ရွာသူရွာသားတွေကလာတောင်းကြတယ်တဲ့။တချို့ကြတော့လည်းပြစ်ပုံကအိမ်မက်ပေးလို့ဗောနော်ချဲရည်ထီတွေပောက်တဲ့သူတွေလည်းရှိကြတယ်တဲ့။ထီဆိုတာတော့၃လုံးထီကိုပြောတာနော်။ထီကြီးတွေကိုပြောတာမဟုတ်ဘူး။ အဲတချို့ကြတော့လေချက်ကနဲလာတောင်းတဲ့အခါမှာပြည်ပေါ်ကချက်ကနဲမပေးဘဲနဲ့6လမ်းလာမျိုးတွေခံရတဲ့သူတွေလည်းရှိရဲ့တဲ့6လမ်းလာခံရတဲ့သူတွေကြတော့ဘလို့လူတွေလဲဆိုလို့ရှိရင်တဲ့ချက်ကနဲလာရောက်တောင်းတဲ့အခါမှာပေါ့နော်ပြည်ပေါ်ကိုတတိပချော်ပြောတာမျိုးတွေမလေးမစလုတာမျိုးတွေဆိုလို့ရှိရင်တဲ့ပြည်ပေါ်ကအိမ်မက်ထဲမှာလိုက်ပြီးတော့6လမ်းလာမျိုးတွေပေါ့နော်အိမ်မက်ဆိုးတွေပေးတာမျိုးတွေလိုက်ပြီးတော့ပြည်မှာ6လမ်းလာမျိုးတွေအထိကိုပြည်ပေါ်ကလုပ်တယ်ဆိုပြီးတော့လေဒေသခံတွေကပြောပြလာတယ်ဗျဟုတ်ကဲ့ပါအာဒီနေ့တင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲဗျာ ဆုံးထိအောင်ကြည့်ရှုပေးကြတဲ့ကြည့်ရှုသူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ရက်များမှာလည်းတခြားစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းတင်ဆက်ပေးဦးမှာဖြစ်လို့အားလုံးပဲစောင့်မျှော်အားပေးကြပါလို့ပြောကြရင်ဒီနေ့အစီအစဉ်လေးကိုတော့ကျင်နေရတယ်ညနာလိုက်ပါတယ်ခင်ဗျာ။